ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။တွန်တနီရဲ့စက်ကူအင်္ဂလိပ်ဒီပုံမြင်လေးကတော့ဈေးထဲမှာစက်ကူနဲ့အယုတ်ကလေးတွေလှုပ်ရောင်းတဲ့တွန်တနီငက်လေးရဲ့အကြောင်းပဲဖြစ်ပါတယ်။သူမဟာသူမရဲ့စာဝင်တွေရဲ့အတွက်ရောင်စုံစာရွက်တွေနဲ့အယုတ်တွေပြုတ်လို့ပြီး ခြေထဲမှာသွားရောက်มาတယ်။ရောင်စုံစက်ကုရုပ်လက်လာလေးတွေဝဲကြပါအောင်။တွန်တနီဒီစက်ကုနဲ့ပန်းလေးတွေ90လောက်ပေးပါအောင်။တွန်တနီရဲ့စက်ကုရုံလေးတွေဟာလှလုံးလို့တခြားငတ်တွေဟာကြီးမောဖြစ်နေခဲ့ပါ යි ။အဲဒါကြောင့်လေသူမရဲ့အယုံလေးတွေဟာမြ мян ကုံသွားပါ යි ။ဒီနေ့လည်းအ мян ကုံသွားပြီ။ကောင်းလိုက်တာအိမ်ပြန်တော့မယ်။ဒီလိုနဲ့ပဲတည့်ရက်မှာသူမဈေးထဲမှာအယုံရောင်းနေရောဆက်နေရင်လေးတခုရှောက်လာခဲ့ပါ යි ။အဲ့ဒီတည်းက ဗန်ဒီကိုလီထွက်လာပြီးတွန်တနီကိုပြောပါရင်ဒီနေ့ငါတို့ဒီကိုစကားပြောဖို့လာတာပါငါတို့မှာစက်ကူနဲ့အယုတ်လုပ်တဲ့လုပ်ငန်းတစ်ခုရှိတယ်ဒီရွာထဲမှာငှက်အများစုစက်ကူနဲ့အယုတ်လုပ်ကြရလို့ကြားတယ်ကျွန်တော်တို့ဒီရွာမှာစက်ကူနဲ့အယုတ်လုပ်တဲ့ပြိုင်ပွဲတစ်ခုကျင်းပမယ်ပြိုင်ပွဲမှာအနိုင်ရတဲ့သူငွေသိန်းနဲ့ချီပြီးစုချမယ်ပြီးတော့သူ့ရဲ့အယုတ်လေးတွေမြို့မှာသွားရမယ်ခိုးလေးရဲ့စကားကိုကြားပြီးတွန်တနီလေးကအယမ်းမေးပြောသွားခဲ့ပါတယ်ဒါပေမဲ့ကျမတို့ကပတ်စံဘယ်လောက်ရမှာလဲ တလောက်လောက်လောက်ရင်တိမ့်တဲ့ရှင်ငွေရှာနိုင်ပါ යි သူတို့ရဲ့ဇကားတွေကိုစိုးနာကြီးကမှလီနားထောင်နေခဲ့ပါ යි သူမကလည်းတွန်တနီးလိုပဲစက်ကူရုပ်လှောက်ရောက်ပါ යි ပတ်ဆက်တိမ့်တဲ့ရှင်ရမယ်ဆိုတဲ့အတန်ကြားပြီးတော့ပြောလိုက်ပါ යි ဟဲအခုတော့တိမ့်တဲ့ရှင်ပြီးပတ်ဆက်ရမယ်အလုံးလှောက်ရတော့မယ်ဒီအတွက်ငေါ့၅ယောက်ကြာခရက်ကကုညီပေးမှာအဲ့လိုပြောပြီးတော့သူ့ယောက်ကြာအကုန်ပြောပြလိုက်ပါ යි ဒီမှာယောက်ကြာရှင်တလားတလားပတ်ဆက်တိမ့်တဲ့ရှင်လိုချင်နေဆိုရင် ရှင်ကျမကူညီပေးရမယ်။တရွာလုံးမှာတွန်တနီရဲ့ဆက်ကိုရုပ်ကအလှဆုံးဆိုတာရှင်သိရဲ့မလား။သူသာပြိုင်ပွဲဝင်မယ်ဆိုရင်ကျမနိုင်မှာမဟုတ်ဘူး။ဟုတ်လား။အဲ့လိုလား။အဲ့ဒါဆိုရင်နေစိတ်မပူနဲ့တွန်တနီကိုငါကြည့်ရှင်းလိုက်မယ်။အဲ့လိုပြောပြီးခရက်ဟာတွန်တနီအိမ်ကိုသွားပြီးပြောလိုက်ပါဒီမှာတွန်တနီနေဒီဆက်ကိုယုံလုပ်တဲ့ပြိုင်ပွဲမှာဝင်ပြိုင်ငါနစ်ကိုရွာထဲကနေမောင်းထုတ်လိုက်မယ်ပြီးတော့နစ်အင်မီရှိုးပြစ်မယ်အဲလိုပြောပြီးခရက်ကထွက်သွားပါတယ် ။ဒါပေမဲ့တွန်တနီယာရဲရင်ပြီးရီမန်းချက်ရှိရဲ့ငှက်ကလေးမို့သူ့ကိုသူပြောလိုက်ပါခုတော့ပါပဲဖြစ်ဖြစ်ဒီပြိုင်ပွဲမှာငါဝင်ပြိုင်မယ်။ဒီလိုနဲ့ခရက်ရဲ့တားမြစ်ထားတဲ့ကြားကနေတွန်တနီကဝင်ပြိုင်လိုက်ပါအနိုင်လိုက်ရခဲ့ပါတုံလိုက်တာတွန်တနီနေရဲ့အယုတ်တွေကိုငါတို့အရန်သဘောကြိုင်။အဲဒါကြောင့်ငါတို့ကုမ္ပဏီအတွက်အယုတ်လေးတွေကိုနေမဲလုပ်ပေးရမယ်။ပြီးတော့ဒီမှာနေရဲ့စုငွေတစ်သိန်းဂုဏ်ယူပါရဲ့။တွန်တနီရဲ့အောင်မြင်မှုသတင်းကိုခရက်ကြားတဲ့အခါ သူကအရန်ဒေါသထွက်သွားခဲ့ပါတယ်။အဲ့ဒီတုန်တနီယာရဲလာကြီးလား။ငါတားဟတာ၊သူကဝင်ပြိုင်နေပေါ့။ငါသူ့ကိုပညာပြရတော့မယ်။သူကသူ့ရဲ့အဖော်တချို့ခေါ်ပြီးတုန်တနီအိမ်ကိုပြီးသွားရှို့ကြပါတယ်။တုန်တနီအိမ်ကိုပြန်မရောက်ခင်မှာသူမအိမ်ဟာဘာမှမကြံအောင်ပြကြသွားခဲ့ပါတယ်။သူမအိမ်ရဲ့အခြေအနေကိုကြည့်ပြီး သူမက အရန်ကိုငုံနေခဲ့ပါတယ်။သူတို့ကအိမ်ကိုမီးရှို့လိုက်ပြီးငါသူတို့ကိုဖာပြက်စီခဲ့လို့လေ။ဘာလို့ငါ့ကိုအဲ့လိုလုပ်ရလဲ။ ဒါပေမဲ့ဘာမှမဖြစ်ပါဘူး။ငါအရှုံးမပေးဘူး။ငါဒီရွာမှာပဲရအောင်နေပြမယ်လို့ပြောပြီးသူ့ရဲ့ရွာအပြင်မှာအိမ်ဆောက်ဖို့စဉ်းစားလိုက်ပါ යි ။အဲဒီချိန်မှာငှက်အိုတကောင်ဟာလီးလံတဲ့အထုပ်တစ်ထုပ်ကိုတည်သွားနေပါ යි ။အဲအဖအဖအထုပ် သမြို့ပေး။သမြို့အဖသွားကြည့်တဲ့နေရာပို့ပေးပါမယ်။အဲဒီချိန်မှာငှက်အိုဟာနှစ်သမီးအဖြစ်ပြောင်းသွားပါ යි ။တွန်တနီငါနှစ်သမီးတယောက်ပါ။ငါနေ့ရဲ့အကြောင်းအကုန်သိရဲ့ အဲ့ဒါကြောင့်ငါနေရဲ့ကိုချင်းစာသိကိုစမ်းနေရနေဟာအောင်မြင်ခဲ့ပြီငါနေကိုစက်ကူအယုံလုပ်ချင်းနေစိတ်ထရနေစဉ်းစားအရာတိုင်းအဲ့ဒီစက်ကူအရွက်ဟာအဲ့လိုဖြစ်သွားမယ်ဆိုရဲစုလေးပြီးကျင်နေအဲ့လိုပြောပြောနတ်သမီးလေးကပျောက်သွားခဲ့ပါတွန်တနီးကလည်းပြောပြီးဟိုဟိုဒီဒီကစက်ကူစာရက်တွေစုလိုက်ပါနေညာစူးစားပြီးစက်ကူနဲ့ထဲဝါတဲ့အိမ်တလုံးစောက်ခဲ့ပါအိမ်လေးဟာကြည်ရတာလဲအရန်ကိုလှနေပါ යි ။မော်ဆန်းရှိရဲ့စက်ကူအိမ်လေး ဘဲမုံတိုင်းတံမှာမဖြိုနိုင်တဲ့ကြန့်ခိုင်တဲ့နေရာအဖြစ်ပြောင်းပေးပါတွန်တနီရဲ့အဲလိုပြောလိုက်ရုံနဲ့စက်ကူအိမ်လေးဟာတန်လိုခိုင်ပြဲသွားပါရင်ဒီရတန်လိုခိုင်သွားပြီကောင်းလိုက်တာဘလို့ပဲဖြစ်လာဖြစ်လာဒီရဘာမှမဖြစ်နိုင်တော့ဒီလိုနဲ့ရက်တွေကုန်ဆုံးသွားပါရင် တနေ့ရွာမှာရုတ်တရက်ရေတက်လာလို့တရွာလုံးရေလွှမ်းသွားခဲ့ပါရင်ငှက်တွေရဲ့အိမ်တွေလည်းမျောပါသွားပါရင်တွန်တနီရဲ့စက်ကူအိမ်ကလွဲလို့ပေါ့ရှောက်ကြ ရှင်အမြတ်စောတခုခုလောက်မှဖြစ်တော်မယ်မဟုတ်ရင်ဒီရည်တဲ့ကိုကျမတို့မျောသွားလိုက်မယ်လုံလုံချုံချုံနေလို့ရတာဆိုလို့တွန်တနီရဲ့ဆက်ကူအိမ်မှာကြံတော့တယ်အဲ့နောက်စိုနာခရနိတ်တခြားငှက်တချို့ဟာတွန်တနီအိမ်ကိုသွားပြီးသူတို့လုံရက်တွေအထွတ်တောင်းပန်ကြပါဘယ်ဘာမှမဖြစ်ပါဘူးအကောင်လုံးကျမရဲ့ဆက်ကူအိမ်လေးတဲ့ကိုလာခဲ့ကြအဲ့လိုပြောပြီးနောက်အားလုံးကလည်းအိမ်ထဲဝင်သွားကြပါ යි ။သူမရဲ့အိမ်လေးထဲမှာပဲနေကြပါ යි ။ ရှန်နှင်းငယ်လောက်ကြာမှာရေကကျသွားခဲ့ပါအဲဒီချိန်ခရက်ကတွန်တနီကိုပြောလိုက်ပါကျေးဇူးအများကြီးတင်ပါတယ်တွန်တနီမင်းရဲ့အိမ်လေးကြောင့်ခုငါတို့အသက်ရှင်နေရရွာရရငှက်တိုင်းမှာမင်းလိုအိမ်ရှိမဲဆိုရင်ငှက်တိုင်းရေကြီးရဲ့အချိန်မှာလုံခြုံတာပေါ့မင်းငါတို့အတွက်ဒီလိုအိမ်တွေစောက်ပြီးလို့ရမလားအိမ်စောက်ဖို့လိုတဲ့အရာကိုငါတို့ကုန်ကြခံပြီးပါမယ်အဲလိုပြောပြီးတော့တွန်တနီနဲ့ငှက်အားလုံးဟာပေါင်းပြီးစက်ကူအိမ်လေးတွေစောက်ဖို့ကူညီကြပါတယ် ရက်အနေငယ်အတွင်းမှာပဲငှက်အားလုံးရဲ့အိမ်တွေဆောက်လို့ပြီးသွားခဲ့ပါရင်အိမ်နောက်ကစပြီးရွာမှာဘိငန်းမှာအိမ်ချေမမဲ့ခဲ့ပါဘူးပြီးတော့ငှက်အားလုံးဟာလည်းအရင်လိုပျော်ရွှင်စွာနဲ့သူတို့ရဲ့စက်ကူအိမ်လေးထဲမှာနေထိုင်သွားကြပါအောင်ရင်။နရွက်ကြည်ချင်းရဲ့အကျုံတောင်းလေတခုမှပေါ့တီနာငှက်ကလေးဟာအမေဖြစ်သူမီနုနဲ့အတူနေကြပါရဲ့။ငငယ်လေးဟာတီနာငှက်လေးရဲ့နရွက်ကကြီးပါရဲ့။သူ့ရဲ့နရွက်အကြီးကြီးကြောင့်အဝေးကအတန်တွေကိုအလွယ်တကူကြားနိုင်ပါရဲ့ တနေ့ပင်ကင်းငှက်လေးကသူ့ရောက်ခမရဲ့မကောင်းချောင်းကို လူစီခိုမလေးနဲ့ပြောနေပါ යි အဲ့ဒီချိန်တီနာငှက်လေးဟာသူ့ရဲ့အကင်ပေါ်မှာထိုင်နေပါ යි ဝင်းနေရတဲ့ပင်ကင်းငှက်လေးကတီနာကိုမမြင်ပါဘူးဒါပေမဲ့တီနာဟာသူတို့ပြောစကားကောင်းကောင်းကြားနိုင်ပါ යි လူစီနင်းသိလားငေါရောက်ခမအရန်ဆိုရယ်မကောင်းငါတနေ့ကောင်အိမ်မှာအလော့လောက်တယ်ဒါပေမဲ့ तू ကတနေ့ကောင်အခန်းထဲမှာထိုင်ပြီးတီဗီကြည့်နေရင်နင်းပြောရမှန်တယ်ပင်ကင်း ငါရက်ခမလည်းအတူတူပဲတနေ့ကောင်သူ့တငယ်ချင်းတွေနဲ့ထိုင်ပြီးစကားပြောနေငါတော့တနေ့ကောင်အင်္ဂါအလောက်လောက်ပေါ့အကောင်လုံးထားခဲ့ပြီငါမိဘအိမ်ငါပြန်ကျင်နေပြီငါရက်ခမနဲ့အိုးခွဲပြီးနေကျင်နေပြီသူတို့ဟာသူတို့ရက်ခမကိုစီရဲ့မကောင်းကြောင်းတွေကိုအချိန်တော်တော်ကြာပြောနေပါအဲ့ဒီကြားကတီနာငှက်လေးဟာ မုံနာငှက်ရဲ့အိမ်ရောက်သွားပါမုံနာမုံနာကမလေးဖဲမလေးလာခဲ့ပါအောင်အတော့ရွှေမကြောင်ပြောချင်ရှိလို့မုံနာငှက်မလေး သူ့ရွှေမနမဲကြတော့အမြန်ထွက်လာတော့တာပေါ့ဘာဖြစ်တာလဲတွန်တနီငါရွှေမကြောင့်ဘာပြောချင်ရှိလို့လဲအတော်သိလားအတော်ရွှေမအတော်နဲ့ဥခွဲကျင်နေဆိုတာကျမဒီနေ့ပဲကြားခဲ့ရပင်ကင်းကကိုပြောပြနေရသူကအတော်မကောင်းကြောင့်အယောင်ပြောနေရအတော်ကတော့သိပါတယ်ကျမနဲ့ရွက်ကြီးကြောင့်အဝေးကနေပဲတခြားငှက်တွေပြောစကားကြားနိုင်နေလေအဟိချိန်မှာပဲလူစီငှက်ကပြန်ရောက်လာခဲ့ပါရောက်ခမနဲ့ရွှေမနှစ်ယောက်လုံးရန်စာဖြစ်ကြပါအောင် နောက်မှဒီနားငတ်ဟာအခွင့်ကောင်းကြည့်ပြီးထွက်ခဲ့ပါဒီလိုနဲ့နေရီကုံဆုံးသွားပါတနေ့ဒီနားငတ်ရဲ့အမေမိနုငတ်ကသူ့ရဲ့အကြတွန်နုငတ်ကိုပြောင်းလိုက်ပါဒီမှာကျမပြောတာနားထောင်ဘယ်ချိန်ထိဒီနားကိုအိမ်မှာထားမှာလဲခုချိန်သူ့အိမ်နာပြုတ်တင်နေပြီငါလည်းအဲ့လိုစဉ်းစားနေရအိမ်နာပြုတ်ပေးချင်နေရပေါ့ဒါပေမဲ့ငါသွားရင်နေရာတိုင်းသူ့ရဲ့နေရွက်ကြီးတွေကြောင့်ငြင်းကြတယ်ခုတော့အကောင်လုံးဖျားလက်ထဲမှာသူ့လိုချင်တဲ့အချိန်တမိအိမ်နာကြားလိုက်မယ် ဒီလိုနဲ့အချင်းတွေကုံဆုံးခဲ့ပါရင်ဒီနေ့မှသူတို့အိမ်ကို သူ့တငယ်ချင်းရာနီကြီးကမာလီယာရောက်လာပါရင်လာလီရာနီဘယ်ရလာလဲဘယ်လိုတော့ပြောရမလဲမီနူရဲ့ငါသားအတွက်ရိုးသားလိမ့်မိုင်းငှက်မာလီရှာနီယာအခုကမော်ရင်ငှက်တရလက်ထပ်ပြီးအရောက်ပြီးဆိုတာနဲ့အိမ်ုံဖြုတ်ခဲတော့တာပဲရုပ်တရက်နေ့တမျိုးငါသတိရသွားတယ်အဲ့ဒါကြောင့်နေ့စီလာခဲ့တာငါတီနာကိုငါအိမ်ရချွေးမတော်ခြင်းနဲ့ဒါပေမဲ့နေတည့်ရဲ့အတိုင်းငါသမီးရဲ့နေရွက်ကအကြီးကြီးတွေလေး ။နေသူနေရွက်နဲ့ပြည်တနာမရှိဘူးဆိုရင်ငါလက်ခံတယ်။ငါအတွက်ဘာပြည်တနာမှမရှိဘူး။ငါယင်ကြီးရဲ့သူပဲလိုချင်တာ။ရှန်နေငယ်အကြမှာတီနာငန်နဲ့ကာလူတို့ကလက်ထပ်သွားကြပါရင်တီနာကသူ့အိမ်မှာအယံကိုပျော်နေခဲ့ပါရင်ဒီနေ့မှသူ့ရောက်ခမသူ့ကိုပြောလိုက်ပါရင်ရွှေမလေးတီနာဒီနေ့ငါတို့ဈေးဝယ်ထွက်ကြမယ်။တတော်ကြပြီဈေးဝယ်မထွက်တာ။သူတို့ဈေးဝယ်ဖို့ထွက်လာချိန်မှာပဲတီနာငတ်ဟာအတန်တကိုကြားလိုက်ပါရင် ငှက်နှက်ကောင်အချင်းချင်းဈေးထဲမှာအထီကယုံတွေလုံမယ်လို့ပြောနေကြပါတယ်။တီနာက သူ့ရဲ့ခမောက်ပြောလိုက်ပါတယ်။အမေနောက်နေ့မှဈေးဝယ်ထွက်ကြမယ်။ဒီနေ့ဈေးထဲမှာအထီကယုံဖြတ်လိုက်မယ်။ငှက်ကလေးနေယူနေပြီလား။ဘာပတ်ကရပြောနေရလဲ။ဒီနေ့အထီကယုံဖြစ်မှာနေဘလို့တိလဲ။အမေတိရဲ့အတိုင်းမဲ့လေကျမရဲ့နေရကြီးရှိရဲဆိုတာအဲ့ဒါကြောင့်အဝေးကစကားတော်ကြားရတယ်။အရန်ကြီးမခုံပါနဲ့အိမ်ထဲအမြန်ဝင်မှာ နှစ်ယောက်လုံးအိမ်ထဲဝင်သွားကြပိုင်းခဏနေရောကာလူးစီကဖုန်းဝင်လာပိုင်းဈေးမှာအထီးကရုံဖြစ်တဲ့အကြောင်းပြောပြပိုင်းငှက်တွေလည်းတော်တော်တည်သွားကြပိုင်းရာနီဟာသူ့သားကြီးကအဲ့လိုတရင်ကြမှတီနာကိုကျေးဇူးတင်စကားပြောလိုက်ပိုင်းဒီလိုနဲ့တီနာဟာလာမယ့်အန်ရီကိုကြိုပြီးသတိပေးခဲ့ပိုင်းသူ့ကိုနှစ်ရက်ကြီးတွေပေးလို့ဖခင်ကိုအရန်ကျေးဇူးတင်နေခဲ့ပိုင်းပြီးတော့ဘဝကိုလည်းပျော့ပျော့ရွှင်ရွှင်နဲ့ဖြတ်တန်းသွားပါအောင်လေကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။